။ဘောင်းကျော်နေတယ်။ဘောင်းကျော်နေပြီပဲဗျာခင်ဗျာမင်းအွန်လိုင်းတို့စကားစကြီးကညပ်ဖြင်းလို့လို့ဘောင်းကျော်တာပေါ့စကားစဟိုဟာကကြွတ်တတ်မဲ့ဆိုဘယ်ဘောင်းကျော်လဲသူတတ်မတော်မဟုတ်တော့ဘူးနော်တိုင်းပြည်ကကွယ်တဲ့တတ်မတော်မဟုတ်တော့ဘူးတိုင်းပြည်ဖြက်စည်းတဲ့တတ်ဆုပ်ကြီးဖြစ်နေကြအဲ့တော့ဒေါ်လာကြီးတက်ပွဲမှာခင်ဗျာကြားထားရမှရှိတယ်စီယုံရမှရှိတယ်ဘုံရန်သူကိုနဲတဲ့နဲအောင်ကျင်းတဲ့ကျင်းအောင်ကျွန်တော်တို့ကဖန်တီးရမယ် အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကတိုက်ရအောင်အဲ့ဒါရေးကြည့်တယ်အဲ့ဒါကိုကျွန်တော်တို့နားမလည်တော့ဖောင်းပွပြီးမှအဲသူ့ကိုကိုယ်တည်းကိုယ်သူတည်းနဲ့ပဲအဲ့ဒါနဲ့ပဲသာသိသွားတော့မကောင်းဘူးပေါ့ဗျာနိပြူကအပိုင်းမှာငါနဲ့မတူငါရန်သူတို့ပြီးအကုန်လုံးချောက်လှုပ်ထားလိုက်တဲ့ခါကျတော့ရန်သူကဘက်ကအင်အားများလာပြီးကိုယ့်ဘက်ကအင်အားနေသွားတာပေါ့တချို့ကိစ္စတွေကကြားထားဖို့လိုတယ် โอเคဘလို့ဆောတမိတ်ထုံးခင်ဗျာအခု last show ကိုစစ်ကောင်စီပြန်ဝင်မဲ့ကိစ္စပေါ့เนาะဒါကိုတရုတ်ကဂျားဝင်ဆောင်ရွက်တယ်ပြီးတော့အပြစ်ခက်ရစေးစောင့်ကြည့်မဲ့တရုတ်ဖွဲ့လဲအမှရှိတယ်သူတို့ယုံလဲထိုင်မယ်ပြောပါတယ်ဆိုတော့ဒီအချိန်နေပေါ်မှာဆရာအနေနဲ့ဘလို့သုံးသက်ချက်ရှိလဲဗျပြောရမှာဆိုတော့သူတို့ဟာတရုတ်အစိုးရရဲ့เนาะစစ်ကောင်စီရဲ့တောင်းမှကျွန်တော်တို့ကိုကရဲ့ပေါ့လေသူတို့တပ်မီညီနိုင်မီနောက်ဆုံးတော့ တရုတ်ရဲ့အစီအစဉ်နဲ့ပဲလောက်ရတာပဲအခုကသူတို့ကရှစ်ကောင်စီကိုဝင်လာတဲ့အခါကျတော့သူတို့ဒီကိုကန်းနဲ့ဝါကတွားပြီးကြုံတယ်လေအဲ့တော့နောက်တရုတ်ကလည်းသူတို့အဲ့ဒီမှာလာပြီးမှအတိုင်မြင်လာအကြညာပေးလာအဲ့ဒီမှာလာပြီးမှတရုတ်တက်တက်ရုံဆောက်ကြတယ်လေအဲ့ဒါကသူတို့ကထိတ်ချုပ်ဖို့ပေါ့ကိုကယုံလဲအဲ့ဒီလာချိုးတက်မှရှိတယ်ဝါယုံလက်ရှိတယ်စက္ကစလက်ရှိတယ်နောက်မှတရုတ်လက်ရှိတယ်နော်ဒါပေမဲ့ ိုကန်တက်တီကတော့ဟိုဟာရဲ့အပြစ်ဘက်မှာပဲနေရတယ်။သူတို့သဘောတူညီရခုနှစ်ချက်ရထားတယ်လို့ပြောတယ်။တော့အဲ့ဒီဟာအဓိကကမန္တလေးနယ်မှုဆဲလမ်းမကြီးကိုတော့ဘေးနားမှာပဲတက်မှမရှိစေရအောင်။ပဲတက်မှမရှိစေရအောင်။အဲ့ဒါတော့တရုတ်ကလုပ်ကြတာအကုန်လုံးလက်ခံရမယ်။စကားစားလည်းလက်ခံရမယ်။ပလောင်လည်းလက်ခံရမယ်။ဘုကလည်းလက်ခံရမယ်။ KI လည်းလက်ခံရမယ်။အဲ့ဒီကတော့သူကအဲ့လက်မှတ်ယူတော့လုံးဝအထိတ်ကိတ်ကြည့် လွတ်လွတ်လပ်လပ်သွားနိုင်အောင်လုပ်ရမယ်ဆိုတာအဲ့လားပါဆက်ကစားလဲဝတ်နေတဲ့ရသူတို့အစိုးရအနေနဲ့တိုက်ပိုက်ထားတဲ့ဟိုမြို့နယ်ကြီးရှိတယ်လေအဲ့ဒါဒီဝတ်ကိုပြန်ပေးရမယ်နော်အဲ့ဒါဆက်ကစားလက်ခံရတယ်အဲအဲ့လိုမျိုးဆက်ကစားကိုလက်ခံတယ်ဟိုကိုကောင်ကိုလက်ခံတယ်နော်ဝတ်တော့သူကမခံဝတ်တော့သူလက်ရင်းလို့လာတော့ပြလောင်ကိုလက်ခံတယ်သူကမမချုပ်ရဘူး ကြောက်မဲလို့ဘာလို့မှပလောင်တက်တည်ကြည့်ရကိုလုံးလုံးလုံးကျွတ်ကျွတ်ရှိရဒီဟိုကပေါ့ပြည်တော်သူလမ်းမကြီးခေါ်တာပေါ့ဗျာနော်အေးအဲ့ဒါမန္တလေးကနေမူဆယ်လာဘာမှမရှိစရာဘူးစစ်တပ်တည်အဲ့တော့ဆရာပြောတဲ့ခုနကဒီသဘောတူညီချက်ခုနှစ်ချက်ပေါ့ officially တော့မဟုတ်ဘူးထွက်ပေါ်လာအချက်ရဆိုရင်အဓိကမူဆယ်မန္တလေးဒီသူကုံသွယ်ရေးလမ်းကြောင်းကြီးပြန်ပွင့်အောင်တရုတ်ကလှုပ်ချင်တဲ့သဘောပေါ့ဆိုတော့အဲ့ဒါကအခုကအချက်တစ်ချက်အနေနဲ့ပါဝင်တယ်အဲ့ဒါကိုအဓိကထားနေတယ်လို့ဟိုပြောရမှာပေါ့နော် အဲ့တော့ကျွန်တော်တို့စီရေးရကြည့်အောင်ပါစီရေးရဆိုရင် MND ကညီနောင်၃ပေါ်နဲ့သူတို့ဆရာနာရှင်အမြင့်ဖြတ်ရေးဆိုပြီးကြွေးကြော်ပြီးတော့ဟိုတစ်တုံညာနှစ်ခွန်စစ်စင်မှာပါဝင်ခဲ့တဲ့အနေထားကအဲ့ဒီကိစ္စကလုံးဝညီကုန်းကမ္မအဆုံးတက်သွားပြီလို့ပြောရင်ရမလားဆရာဒီလိုပါအဆုံးတက်တယ်လို့တော့ကျွန်တော်ပြောပြောလို့မဖြစ်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့ဝါလည်းတူတူတိတ်တိတ်နဲ့เนาะကျွန်တော်တို့ ကုနေဦးဒေါ်လာရေးမှာတစ်ဖက်တလားကူတယ်ကျွန်တော်သိတယ်။နော်ဒါမဲ့လုံးဝနာမည်မဟုတ်ဘူး။တတင်းမထွက်ဘူးပေါ့ဗျာ။နောက်မှဥက္ကကလည်းဒီတိုက်ငိမ့်နေမှာမဟုတ်ဘူး။သူတို့ပြောတဲ့အတိုင်းကြီးနေဦးဒေါ်လာရေးကဒီတက်တည်းရအဲ့နာမှာစည်ရေးမလုံချားရဆိုတာ။ရတယ်လေအဲ့ညာမလုံချားဘူးလေတခြားညာလုံချားမယ်လေ။သူတို့အစီအစဉ်နေရှိနေရပဲ။နော်ရှိတယ်။အဲ့တော့ဒီညာမလုံချားဘူးညာနဲ့ညာလုံချားမယ်။ဆိုလိုတာကမန္တလေးချင်းမဲ့စကိုင်းချင်းမဲ့ဗျာ။ ဲ့ဒါတွေလုံချလို့ရတာဒါအစီအစဉ်တွေနောက်ချက်အတွက်သူတို့လာမယ်လို့ကျွန်တော်ဒီတိုင်းပဲတွက်ထားတယ်ဒီတိုင်းတော့သူတို့ကတော့ဟိုငြိမ်မနေပါဘူးငြိမ်မနေပါဘူးသူတို့ပြောတဲ့အတိုင်းဒီမှာကင်းဦးတော့သူတို့တစ်ပတ်တနည်းတလားနဲ့အကောင့်တွေပြပေါ်မှာပဲအခုလောလောလေးကိုကြည့်ပြီးရှောက်ပွေပါသုံးတတ်ကြတဲ့ဒရင်တော့ဒီတော့ကြည့်တာပေါ့ဒါတို့တော့ကျွန်တော်တော့အဲ့လိုပွေပါညင်းဘူးသူတို့ကဟိုဘာပလန်1မရရင်ပလန်2ပေါ့အဲ့လိုတွေသွားမအောင်ပလန်2မရရင်ပလန်3ပေါ့ ဒါမျိုးတွေတွားမှာပါကျွန်တော်ကတော့တွက်ထားပြီးသားပါเนาะအဲ့ဒါအဲ့လိုပဲကျွန်တော်ဒီတိုင်းမြင်တယ်လေเนาะဒါပေမဲ့လေဆရာဟို MNDA ကိုတည်တံ့ကွက်ပြီးကြည့်မယ်ဆိုရင်တို့ရဲ့အနေထားကအထူးဒေတာ1ဆိုတဲ့1989မှာရခဲ့တဲ့အနေထားလေအဲ့ဒီမှာတို့ချင်းချင်းတာပြိပက်ကတွေဖြစ်ပြီးတခြားဟိုစစ်ကောင်စီနဲ့ပေါင်းတဲ့စစ်တပ်နဲ့ပေါင်းတဲ့ဟိုအပိုင်းနဲ့ဟိုပြိပက်ကဖြစ်ကြတာဟိုဆိုတော့ အခု MNDA ကတစုံလုံးတစ်ခုလုံးကိုသူတို့ခြေသူတို့လက်သူတို့ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအထူးဒေတာကြီးကိုအပြည့်အဝသူတို့အုပ်ချုပ်ခွင့်ရပြီသူတို့စီမံခွင့်ရပြီဆိုလို့ရှိရင်တခြားသူတို့ကစဉ်းစားစရာအကြောင်းရှိနိုင်ဦးမလားဆရာတခြားကသူကူရမဲ့ဟာတွေရှိတယ်လေဘမပီရဲ့နေဦးဒေါ်လာကြီးကိုကူရမှာရှိတယ်လေအဲအဲ့ဒီကူရမဲ့အပိုင်းကြီးကြတော့ပြောင်းလုပ်ဝင်တဲ့ပုံစံတစ်မျိုးနဲ့လုပ်မယ်လေဒါဆက်ချပါခရဒီဝါအပွက်စီးရလဲအဲဘာမှကိုအတမမီပဲနဲ့ တော်တော်တိတ်လှုပ်နေတာဒီရှိတာဟုတ်ညခင်ဗျာလေဒါတွေကခင်ဗျာဒီရတွေကအတမမီပဲလှုပ်တဲ့ဟာတွေကိုကျွန်တော်တို့ကတရင်တောက်တွေကမသိတော့အမျိုးမျိုးပုတ်ကပြောဆိုကြတာသူတို့မှရှိပါတယ်အချင်းချင်းတော့အဲ့ဒါလှုပ်ကြမှာပါကျွန်တော်တို့ဒီတိုင်းပဲမြင်နေကြအဲ့ဒါတောင်ဘက်တောင်ထုံးသိမ်းလာမလားမှပဲပြောရမယ်တရကတ်တာတဲ့နေရာတိရုပ်ပြောတဲ့တိုင်ကတ်တာတဲ့နေရာဘာမှမလုပ်ဘဲနဲ့တိရုပ်မပြောတဲ့နေရာတွေကိုဝင်လို့ရတာပေါ့နဲအဲ့ဒါပါ ကျွန်တော်တို့ဒီတိုင်းမြင်တယ်ဟိုပြတတ်သွားတော့ဗောနည်းနည်းတော့ဟုတ်ကဲ့ဆရာအဲ့တော့ TNL ဘက်ကိုကြည့်ရအောင်ပါ TNL က तू က12မြို့ကို तू ကတိန်းထားတာဗောတက်တုံညာနှစ်ခွန်စစ်စင်မှာအခုဒီမူဆယ်မန်းတလေးလမ်းကြောင်းကြီးကိုတရုတ်ကခုနကကျွန်တော်တို့တွေ့တယ် officially တော့မဟုတ်သေးဘူးဒီအချက် တွေသဘောတူညီချက်အရ तू လမ်းကြီးကိုပြည်တော်စုလမ်းမကြီးပြန်ဖော်မယ်ဆိုရင် TNL ကတော့တရုတ်ဖိအားကိုမလွန်ဆန်နိုင်မနဲ့နောက်ဆုတ်ပေးရနိုင်လား TNL ရဲ့ဟိုဆုံးဖြတ်ချက်ကရောဘယ်လိုအခြေအနေဖြစ်နိုင်လဲ သူကလည်းဒီတရုတ်ကပြောတဲ့အတိုင်းကိုနာခံနာခံပေါ့မနာခံလည်းသူသူတမျိုးတော့ဖြစ်သွားမှာပေါ့ဗျာနော်ဒီပိုက်နေရတော့ကျွန်တော်ကလည်းနက်နက်ဝေးတော့ဟိုသူတို့နဲ့လည်းအဆက်အသွယ်ဒီမရှိတော့ကျွန်တော်ကတော့အတိကျတော့ကျွန်တော်မပြောရဲဘူးနော်အဲ့တော့သူလည်းနာခံရမှာပဲအဲ့လိုမျိုးဒါပေမဲ့တရုတ်ကဘာပေါ့လေဒီ PR ပေးမှုတွေမှာမပါတဲ့နေရာတွေတော့သူတို့လှုပ်လှုပ်လို့ရတော့ဒေါ်လာကြီးလှုပ်လို့ရတော့နော်အဲ့လိုပဲကျွန်တော်မြင်တယ်နော် โอเคအဲ့တော့တရုတ်ကအခန်းကဏ္ဍကိုကြည့်မယ်ဆိုရင်တရုတ်ကဟိုဒီရှမ်းမြောက်ဒေသတစ်ခုလုံးသူတည်တည်ငြိမ်ငြိမ်နဲ့သူ့အကျိုးစီးပွားအတွက်ကိုသူဖြစ်စေခြင်းတဲ့သဘောဆိုတာပေါ်လွင်တာဗောနော်အဲ့တော့တိတုံညာနှစ်ခုအစမှာတော့အဲ့ကြားပြတ်နေနေနဲ့သူကတစုံတရာမီးစိမ်းပြတာရှိတယ်ဆိုတော့အခုနေမှာ तू ကပြန်ပြီးတော့ဟို break အုပ်လိုက်တဲ့သဘောမျိုးဗောနော် तू ကျွန်တော်တို့တွက်လို့ရတယ်အဲ့တော့တရုတ်ကအခုနောက်ဆုံးသူဖြစ်စေခြင်းတဲ့ပုံစံအဓိက तू လိုချင်တာဘယ်လိုပုံစံလဲရှမ်းမြောက်ဒေသအပါဝင်မြန်မာပြည်ရဲ့နိုင်ငံရေးကို ူဘယ်လောက်ထိသူဘယ်လိုပုံစံပုံဖော်ခြင်းလဲလို့ဆရာအနေနဲ့သုံးသပ်မိလဲဗျ။ तू ကအဲ့ညာမှာ तू ကလည်းလွတ်လွတ်လပ်လပ်ကုန်သွယ်ရေးတွေလုပ်နိုင်ဖို့တက်ကိုတော့ဘူးဒီပတ်။နောက်ပြီးမှလည်းသူတို့အမြင်တွေကတမျိုးဗျ။ပမာပြည်ကဒီတပ်မတော်ကတကယ်ခိုင်မာတဲ့တပြည်လုံးကိုကန့်ကွက်ထားတဲ့လက်နက်ကိုင်ဖွဲ့စည်းဖြစ်တော့ဒီဖွဲ့စည်းကို तू ကပြက်ပွားတယ်ဆိုတိုက်ပြရပယုံပြဲဖြစ်မယ်ပေါ့ဗျ။ဒီအမြင်တွေရှိတော့နောက်တရုတ်ကတူတူတက်တက်ပြောတာဒီကအန်ယူဂျီနဲ့မဆက်သွယ်နဲ့ နော် NUG လက်အောက်က PDF ဒီနဲ့မဆက်သွင်းနဲ့အဲ့လိုလာတော့ဘူးဗျာ तू ကတိုးတိတ်ပြောရတာပါအဲ့တော့သူ့ရဲ့အစီအစဉ်ကတော့ဟိုပါပေါ့ပြောရမယ်ဆိုလို့ရှိရင် तू ကြိုးကင်လို့ရတဲ့ဟာဒီဘယ် तू ကင်ပြီးမှ तू ကြိုးကင်လို့မရတဲ့ဟာဒီတော့ तू ကဘေးပဲကျင်တဲ့ဘောပေါ့ဒါမဲ့တရုတ်ကအစီအစဉ်မျိုးတော့ကျွန်တော်တော့နည်းနည်းနားလည်ပါတယ်သူတို့ကတရုတ်ပြည်အစိုးရရဲ့ပုံစံကလှုပ်ရှားမှုတမျိုးဒါကပြောင်းလုပ်တာ နောက်တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့လုံခြုံမှုကတမျိုးဒါအချုပ်ဝဲလောက်တာအဲ့ဒါအနိကဆိုရင်ကျွန်တော်တော့တုံ့တက်လို့ရပါတယ်အခုညက်တာပါပဲနောက်ကျွန်တော်အမြင်ရတော့ဟုတ်ကဲ့ဆရာအခု last show မှာတရုတ်ကသူတို့ရုံးအောင်ထိုင်မယ်ဆိုတော့ဒါဟိုကျွန်တော်တို့အတီးပြုတ်လို့ရနိုင်တဲ့အနေအထားမျိုးဖြစ်နေပြီเนาะဟိုသူတို့ကားတွေဘာတွေမှာကြည့်တဲ့ရလေအဲ့ဒီအနေအထားဆိုလို့ရှိရင်တရုတ်ကဒီပါဝင်မှုသူ့ရဲ့ဝင်ရောက်ဆွတ်ဖွဲ့မှုက နိုင်ငံတစ်ခုအနေနဲ့ဆိုရင်လက်ခံနိုင်စရာအခြေအနေမျိုးလို့ရှိမလားဆရာနည်းနည်းများပေါင်းပေါင်းကြောနေလားဆရာပေါင်းကြောနေတယ်ပေါင်းကြောနေပြီမဲ့ဗျာခင်ဗျာမင်းအွန်လိုင်းတို့စကားစကြီးကညှပ်ဖြင်းလို့လို့ပေါင်းကြောတာပေါ့စကားစဟိုဟာကကြွတ်တတ်မဲ့ဆိုပဲပေါင်းကြောလဲသူအခုထိုင်းမှာလဲသူဝင်တာပဲတရုတ်ဒါပေမဲ့ထိုင်းကသူစီမင်းစုဝင်နေတဲ့ချာလောက်တော့တရုတ်လောက်ချင်တိုင်းလောက်လို့မရဘူးလေဗျာ ဒါကြောင့်မို့ဆက်ခါစားတော့တိုက်ပြီးရောင်းစားမဲ့ကောင်တွေတိုက်ပြီးပြည့်အောင်လုပ်တယ်လို့ကျွန်တော်တို့ကလည်းဒါကြောင့်မို့ဒီဒေါ်လာယူတော့ပြည့်ပြအောင်တော့ခင်ဗျာစစ်စစ်ရေးတွေဘာတွေကတော့နောက်ခါလာနောက်ခါစေးပဲဗျာခေါင်းထဲမထည့်နဲ့စစ်ကောင်စီပြုတ်အောင်လားအဲ့ဒါစူးစမ်းဖို့ပဲနှီးမျိုးစုံနဲ့စူးစမ်းရမယ်လက်နက်ကင်တပ်ပွဲတစ်ခုကဒီမျိုးအတွေ့အမိုင်းကလူထုလောက်ကြမှုပေါ့ဗျာအဲနိုင်ငံရေးသူတို့အခုရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေကိုလည်းပြန်စည်းရုံးနိုင်မှုလိုတယ်ဗျာ မစည်းရုံနိုင်ပဲဖောက်ပြန်ရေးသမားတွေပဲလို့တတ်မှတ်လိုက်ရင်ကျွန်တော်တို့ရဲ့မဟာမိတ်ကကျင်းသွားပြီးမှရန်သူအင်အားကြီးသွားတတ်တယ်။နော်ဒါကနီးပြူကအပိုင်းနေရာတိုက်ရေးကြည့်တယ်ဗျာ။နော်ဟိုမော်စီတုံးပြောသလိုပေါ့ဗျာ။ policy နဲ့နီးပြည်ရအသက်သွေးကြောပဲ။အဲ့တော့ဒီနှစ်ခုကညှပ်ဖြစ်နေရင်အဲ့ဒါကွန်မြူနစ်ပါတီကတောက်တော့မှာပဲ။နေအဲ့ဒါသူပြောခဲ့တာရှိတော့နော်သူရဲ့ကြမ်းနဲ့မှရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့က policy ချတာမှန်ရမယ်။ နီးပြွာကြတာပိုင်ရမယ်အဲ့ဒီကမှားပြီဆိုတော့တော့ပြီးတာမှတော့ကြာရောက်ကျွန်တော်တို့အခုခါကဟိုနီးပြွာပိုင်တော့ကျွန်တော်မှားပြွာပိုင်ကိုမပြောဘူးနီးပြွာပိုင်မှာဒါနဲ့မတူငါရန်သူတို့ပြီးအကုန်လုံးချက်လှုပ်ထားလိုက်တဲ့ခါကျတော့ရန်သူကဘက်ကအင်အားများလာပြီးကိုယ့်ဘက်ကအင်အားနေသွားတာပေါ့တချို့ကိစ္စတွေကကြားထားမှုလို့လေနော်တချို့အဖွဲ့စည်းတွေကကြားထားမှုလို့ကြားမှတာပြီးမှအနောက်ချက်ပြေးပထားရင်ဒါကလည်းကျွန်တော်လုပ်ရပါ အဲ့တော့ဒေါ်လာကြီးတက်ခွဲဒီမှာခင်ဗျာကြားထားရမှရှိတယ်ရှိရုံရမှရှိတယ်ဘုံရန်သူကိုနဲတဲ့နဲအောင်ကျင်းတဲ့ကြီးအောင်ကျွန်တော်တို့ကဖန်တီးရမယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကတိုက်ရအဲ့ဒါရေးကြည့်တယ်အဲ့ဒါကိုကျွန်တော်တို့နားမလည်တော့ဖောင်းပွားပြီးမှအဲသူ့ကိုကိုယ်သေးကိုယ်သူသေးနဲ့ပဲအဲ့ဒါနဲ့ပဲသာတိတ်သွားတော့မကောင်းဘူးပေါ့ဗျာဟုတ်ပြီဗျာအဲ့တော့နောက်တစ်ခုကအခုအနေထားဆိုရင်ကျွန်တော်တို့ရှမ်းမြောက်ဒေသပေါ့အနေထားကလည်း စီရရသူကတန့်သွားမနေသားပေါ့နော်ဟိုရှမ်းတောင်ပိုင်းကတော့ငကိုတွေကတိတ်ရှိခဲ့တာမဟုတ်ဆိုတော့တော်လန်အင်အားစုပေါ့စစ်အာဏာရှင် ဖြိုချရေးဆိုရယ်တော်လန်အင်အားစုတွေတိုင်းဒေသအင်အားစုတွေဘက်ကကြည့်ရင်ဟိုစစ်မျက်နှာပြတစ်ခုကတန့်သွားမနေသားရှိတော့တခြားဒေသတွေကိုစစ်ကောင်စီကပြန်ဖြန့်ပြီးသူကဟိုဖိအားပေးနိုင်တဲ့အနေသားရှိတာပေါ့အဲ့ဒီပေါ်ပေါ်ဆရာဘယ်လိုမြင်လဲအဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်တို့တခြားဒေသတွေကလည်းအကုန်လုံးပြတ်နေဆိုပေမဲ့ဒီလောက်တော့ဟိုကအားမရှိသေးဘူးလေ နောက်မှရှေးကောင်စီကလည်းသူကအဲ့လိုဒီချက်ကိုပြန်ပြီးတိုက်မယ်ဆိုရင်တော့သူ့လူတွေကလူဟောင်းတွေမရှိတော့ဘူးအခုနောက်ဆုံးဟိုမှာလိုက်ဆွဲရွာတွေမှာလိုက်ဆွဲတဲ့ကောင်တွေအဲ့ဒါကြီးအများဆုံးတွေ့ရတာကကျွန်တော် public သူရဲ့စစ်စီရေးကလေအဲ့ဒီမှာတော့တွေ့တယ်လေခလေးတွေခရပြစ်ချပြစ်ချတချို့ကလည်းဟိုသူတို့စစ်သားဟောင်းကြီးတွေကလည်းဟိုတက်ကိုထိမ့်ဖို့အတွက်အသက်56နှစ်58နှစ်ကြီးတွေပါခေါ်ထားတာသူတို့ပါအခုကသူတို့ကမလုပ်ချင်ဘူးလေ ဲ့တော့ဒီမှာတက်လိုက်သေလိုက်ပြဆုပ်လိုက်နောက်တန်ထပ်တက်လိုက်အဲ့လိုပဲလုပ်နေတာပဲတခါမှမဆုံးတော့ဘူးဒါလုံးဝပါနေတာရခိုင်ဘက်မှာလည်းဒီတဲ့မဲ့လေသူတို့လုံးဝပါနေတာအဲ့တော့သူ့ဘာသူပဲလုပ်ပြီးပြီးတော့ဆုံးကြတော့တက်တွေးရကုန်မှပုံကမာလားပါလားဆိုတာဒါပြောလို့မရဘူးဖြစ်လာမှာပဲအထက်ကခိုင်တာအောက်ကမလုပ်သူခင်ဗျာဘာသွားလုပ်မယ်အဲ့တော့အဲ့ဒီအနေထားတွေကတော်တော်လေးကိုချုပ်ကျိုးသွားမယ် ဲ့တော့ကျွန်တော်တို့ကတာမန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ညာမေအောင်လိုင်းကအေးအေးစစ်စစ်နေရာကြီးတဲ့နေရာတွေကိုတတ်ဖြည့်မယ်ဆိုတာဒါက TOD သဘောရကျွန်တော်ကြည့်တာလက်တွေ့သဘောရသူ့တတ်တရားမရှိတော့ဘူးလူသစ်တွေနဲ့ဟိုလူအိုကြီးတွေပြခိုင်းထားတာတာတာသစ်တွေကိုထိနိုင်ဖို့အတွက်လူအိုကြီးတွေပြခိုင်းထားတာလူအိုကြီးတွေကလည်းအငိမ့်သားယူတော့မယ်ကောင်အငိမ့်သားတောင်ယူနေပါပြီလေအဲ့ဒါကြီးတွေပြန်တုံးပြီးပြန်လောက်နေတော့ခင်ဗျဘလောက်ဖြစ်မလဲခင်ဗျလဲနောက်သူတို့လည်းတင်သွားပြီလေ သူတို့မှလက်ကတော့မမမမရတော့ပဲဟာအဲအဲ့ဒီအနေထားကြီးရှိတာဟုတ်နာတက်ပြက်ကြီးဖြစ်နေပြီတက်မတော်မဟုတ်တော့ဘူးเนาะတိုင်းပြည်ကိုကာကွယ်တဲ့တက်မတော်မဟုတ်တော့ဘူးတိုင်းပြည်ကိုဖျက်ဆီးတဲ့တပ်စုပ်ကြီးဖြစ်နေပြီကောဒီအဲ့အရာတွေကိုပါကျွန်တော်ထက်တွေ့ရတော့ဟုတ်ထက်တွေ့တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ဒီကစိတ်ဓာတ်တွေကတော့တော်တော်လေးကောင်းတယ်တော့တက်တက်ကြောက်ကြောက်ပဲကျွန်တော်တို့ကတော့တူတူတိတ်တိတ်နဲ့အသေးပြောက်နဲစွာနဲ့တူတူတိတ်တိတ်နဲ့တစ်ခုချင်းတစ်ခုချင်းကိုကျွန်တော်တို့က အဲတိတ်ပိုက်ဖို့အတွက်အစီအစဉ်ရှိတယ်ဒါတော့ကျွန်တော်ပြောနိုင်တယ်ဒါပေမဲ့ကြာနာတွေကဘယ်လိုလုပ်မယ်ဘယ်တက်ဘယ်ညှချမယ်ဆိုတာကျွန်တော်ပြောနိုင်အဲ့ဒါကကျွန်တော် KNU တန်တကြုတ်ကကြီးနာပြီးထုတ်ပေါ်ပြီးမှပဲအဲနောက်ဆက်တွဲကျွန်တော်ပြောပြောအခုကကျွန်တော်လည်းမပြောရဲဘူးဟုတ်ကဲ့ဆရာအဲ့တော့ဟိုအနည်းဆုံးအခုဒါနဲ့ဆက်ဆက်ပြီးပြောမယ်ဆိုရင်ဟိုအခု KNU ဒေသမှာလည်းတိုက်ပွဲတွေကိုကြုံတိုးဘက်ကော့ဂရိတ်ဘက်မှာပြင်းထန်နေတဲ့ကြားပါတယ်ဆိုဒါတွေကလည်းဆရာတို့အနေနဲ့စစ်ကောင်စီကိုတစုံတရာတစုံလုံးတိုက်တာဒီဖိအားပေးဖို့အထိဟိုရည်ရွယ်ထားရလို့ပြောရင်ရောမှန်မလားပြောနိုင်သလားပေါ့ဟုတ်အဲ့ဒါကျွန်တော်တို့သားလေးကကျွန်တော်ပြောတယ်လေချွေစီချွေစီနဲ့ချိန်မုံရဲ့ချွေတဲ့ဆိုတာတတိတိနဲ့သူ့ကိုအကုန်လုံးချွေချတာအရင်တော့ချွေတယ်ဆိုတာတယောက်မြောက်ပဲသေးတာအခုချွေတယ်ဆိုတာက90 100သေးတာအခုက ြောင်းသွားပြီအခြေအနေတွေကအဲ့တော့ချွေစစ်လို့ပြောလိုက်တချို့ကနားမလည်ဘူးချွေစစ်ဆိုတာကိုအဲ့လိုမျိုးနော်အဲ့တော့စစ်ကောင်စီကလေချောင်းကိုပို့ပြီးအားထားတာပေါ့နော်သူ့ရဲ့အောက်ကတက်တယ်ကိုသူအားကိုလို့မရတော့အဲ့ဒီလေချောင်းထိုးစစ်အပေါ်မှာရောအခြေအနေရောခုခံနိုင်မှုဟိုအနေထားရောဟိုအဆင်ပြေမလားအဲ့ပေါ်ဘယ်လိုမြင်လဲဆရာအခုကတော့ကျွန်တော်တို့လေချောင်းကထိုးစစ်တွေလာချတာပြုတာကတော့ကျွန်တော်ရဲဘော်တွေအသေးပြောက်နေနေတယ်ဗျနော် အတေပြောက်တော်တော်ကိုနဲတာအဲ့တော့လူထုထဲမှာပဲသွားထိတာပေါ့လူထုထဲမှာထိတယ်အဲ့တော့ကျွန်တော်တို့ကကော့ဂရိတ်ကုံတို့ဒီဟာလေးပဲထက်တွက်လို့မရဘူးဘီယံဒေါ်လာရေးရဥမာညောင်လေးပင်တထုံကရှိသေးတယ်တောင်ကူရှိသေးတယ်လေတောင်ကူကကျွန်တော်အတာမမီဘူးလုံနေတောင်ကူကလူတွေလုံနေတာအတာမမီဘူးခေါ်လဲမပေါ်ဘူးကျွန်တော်အခုပြောမှာပဲခင်ဗျသိရင်သိမယ်ဒါပေမဲ့မပေါ်ဘူးလုံချားနေတာတိုးတိုးတိတ်တိတ်နဲ့အဲ့လိုလေလက်နဲ့ကလိုအပ်တဲ့လက်နဲ့တွေရပြီဆိုရင် တွေ့တော့မှာပဲလိုအပ်တဲ့လက်နက်တွေကိုစုနေရတာကမလွယ်ဘူးလေအခုပြောရတယ်ဗျာခဏကျွန်တော်တို့နဲ့ကြောချင်းကပ်နေတဲ့နိုင်ငံကခင်ဗျာကျွန်တော်တို့လက်နက်တွေရှာဖို့အတွက်ပိတ်ထားတယ်လေဗျာအဲဒါကလည်းမထုတ်ပြောလို့မကောင်းဘူးဗျာဟုတ်ကဲ့ဆရာအဲ့တော့အခုကျွန်တော်တို့ last show ကိစ္စကိုပြန်ချုပ်အောင်ပါအဲ့တော့ last show မှာတရုတ်ကဝင်ရောက်ဆွဖက်မှုနဲ့ last show ရှမ်းမြောက်ကတော့တစုံတရာစီးရရတန့်သွားမဲ့အနေအထားရှိတယ်ပေါ့ဒါနဲ့ဆက်ဆက်ပြီးတရုတ်ကလက်တံခြေတံက တနိုင်ငံလုံးထိ तू ကအလုံးပြန်ပြီးညှိနှိုင်းတဲ့အဆင့်ကိုသွားနိုင်လားနောက်တစ်ခုကတော်လန်အင်အားစုတွေရဲ့ခုနလိုတော်လန်စစ်ကရောရှေ့ကိုတိုးနိုင်မှုအလားအလာမြင်လားတရုတ်ကြောင့်ပေါ့နော်အဟန်တာဖြစ်နိုင်လားအဲ့ဒါလေးကိုနောက်ဆုံးနေနေဆရာသုံးသပ်ပေးပါဟုတ်ကဲ့တရုတ်ကြောင့်အဟန်တာဖြစ်မှာကတော့ तू ကတော့တွတ်ထားတာလေတတ်မတော်ကနောက်ဆုံးတော့ဒီတပြည်လုံးကိုချုပ်ကန်ထားတယ်ဖြစ်တော့ तू ရွေးကောက်ပွဲအတွက်ကိုအစီအပြေအောင် तू ကလုပ်ပေးတာနော် ဒါပဲနောက်စိတ်ဆက်သူဘာလုပ်မယ်ဆိုတော့ဒါကတော့ဟိုနောက်ခလာနောက်ခမပြောတာကောင်းတယ်အခုလောလောဆယ်မပြောသေးဘူးဒါပေမဲ့ကျွန်တော်တို့တော်လိုက်အရာစုတွေကတော့ဆုပ်ယုပ်သွားမှာတော့မရှိဘူးဒီတဲ့ပို့တိုးလာဖို့ပဲရှိတယ်ဗျာတိုးလာဖို့ပဲရှိတယ်အဲ့တော့ဟိုကျွန်တော်တော်လိုက်အရာစုတွေရေနဲ့တူတယ်လေထိုးပေါက်ဝင်ရောက်တဲ့နေရာအကုန်လုံးဝင်ရောက်မှာပဲအဲအရှိမြောက်ကိုပိတ်ထားတယ်ဆိုအဲ့ညာရေမဝင်ဘူးလေဗျာဝင်တဲ့နေရာတွေကသူကဝင်မှာပဲ အကုန်လုံးကအနေထားတွေကအကုန်လုံးပြောင်းနိုင်ကျွန်တော်လည်းကုံကုံမပြောချင်ဘူးကြာတရားတိရုပ်ကမဟာဗျူဟာနဲ့သူတောက်လျှောက်မော်တီတုံးလက်တဲ့ကဒီခဏထိလောက်နေတဲ့နီးဖရီယာကျွန်တော်နည်းနည်းခံမှန်းထားတာရှိတယ်။မာကျွန်တော်လည်းအဲ့ဒီမှာအနိကသူတို့တိရုပ်ရဲဘော်တွေနော်အစစ်မြင့်ရဲဘော်တွေနဲ့ကျွန်တော်စကားပြောမှုတာရှိတယ်။ဒါမဲ့ဒါပြရဒီမှာမပြောသေးဘူး။ဒါကြောင့်မို့သူလည်းသူကန်တက်နဲ့သူလောက်တာပဲ။မင်းအောင်လိုက်တော့ညံ့ဖြင်းလို့တိရုပ်ဝင်တာ။ညံ့မင်းအောင်လိုက်တော့မညံ့ပြင်းတိရုပ်ဝင်။အဲအဲ့ဒါပဲ။ အဲ့တော့ကျွန်တော်တို့ဒေါ်လာကြီးအားစုတွေကတော့ပျောက်သွားမှာမို့ပူတော်မှအားကြီးသွားဦးမယ်နော်ပူတော်အားကြီးသွားဦးမယ်အဲအရှိမောက်ကိုပိတ်လိုက်တော့အဲ့ညာဝင်လို့မရတော့တန်တဲ့နေရာမှာအားကြီးသွားမှာခုကျွန်တော်ကျွန်တော်ဗိတ်တဝဲမှာပြောလိုက်တာအရင်တော့ဆိုဗိတ်ဗိတ်တဝဲစစ်မတိုက်ဘူးပါဘူးမြန်အခုကထိတာပြူဟာကိုချထည့်လိုက်ပြီလေနေအဲ့လိုမျိုးတွေရှိတာကိုအဲသူတို့ကလည်းဒါစီမံကိန်းရှိပါတယ်ညာဒါတွေကျွန်တော်မပြောပြရစီနဲ့ ဟုတ်ကဲ့ဆရာအဲနောက်ဆုံးအနေနဲ့ဆရာတယောက်တယောက်တည်းသဘောထားပဲဖြစ်ဖြစ်တရုတ်ကအခုလိုဝင်အောင်ဆွတ်ဖက်မှုပေါ်မှာဆရာအနေနဲ့တခုခုမှတ်ချက်ပေးမယ်ဆိုပါများပေးလို့လေဗျ။အေးတရုတ်ကတော့ပြည်ပြခင်ဗျာပြောစရာကကျွန်တော်ဟိုတရုတ်တွေဘာမှပြူခေါ်တာမြန်တဲ့ခေါ်တယ်လေမြန်တဲ့နော်အခုပြန်တဲ့နိုင်ငံတွေဆိုရင်မအမေရိကန်ပြည်ဆိုမေကုအင်္ဂလာဆိုယင်းကုနော်ထိုင်းဆိုလက်ထိုင်းကု အဲ့ဒါတိုင်းပြည်ကိုယ်ဆိုတိုင်းပြည်ကြီးပြည်ဆိုတာတိုင်းပြည်မဟုတ်ဘူးရဲရော်လေခရရတော့ပေါ့ပေါ့ဘောဘမဟိုတရုတ်ကခေါ်တာတိုင်းပြည်လို့ခေါ်တာမဟုတ်ဘူးအင်းပြည်ဆိုတာတိုင်းညာဩသူတို့တိုင်းသဘောမျိုးပေါ့အင်းအေးအဲ့ဒါအဲ့ဒါအဲ့ဒါလူတွေကအင်္ဂလိပ်လိုရွေးတင်ညာပြီးမှတရုတ်လိုဘာမှမမသိနဲ့ဘယ်သိမှာခရရမြတ်တဲ့သူတို့တိုင်းပြည်ဖြစ်နေဗာဟုတ်လဲ ထိုင်ကိုကျတော့ထိုင်ကုတ်ခေါ်တယ်လေတိုင်းတိုင်းပြည်ထိုင်နိုင်ငံသူတို့နိုင်ငံကိုလည်းကျွန်းကုတ်ခေါ်တယ်လေကိုယ့်ဟာနိုင်ငံဒီမှာကျမတက်လာဖြစ်နေတယ်လေအေးအဲ့တော့ပါပဲကျွန်တော်ပြောချင်တာတော့တော့ဆရာလေးမပြောတော့ပါဘူးဟုတ်ကဲ့ဆရာသောသမိန်တို့ကျေးဇူးအများကြီးတင်ပါတယ်အခုရှမ်းမြောက်ကိစ္စတရုတ်ကဝင်ရောက်ဆွဖက်မှုနဲ့ပတ်သက်အခုလို့ဆရာသုံးသက်ပေးတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ကဲ့ဟုတ်ကဲ့